ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာရှင်ဖိုင်တာလေးဂျိုရှွာပန် UFC Flyweight တမရှန်ပီယံဖြစ်ခဲ့ပါပြီတကယ့်ကိုခြေနက်စရာကောင်းတဲ့နေ့တစ်နေ့ဖြစ်ခဲ့ရပြီပေါ့လေရှန်ပီယံဖြစ်ဖို့ကံပါလာတဲ့လူကိုဘယ်သူမှတားမရဘူးဆိုတဲ့အတိုင်းပါပဲဒါဟုတ်ဥက္ကဋ္ဌဒီနာဝိုက်ကလည်းပြောသွားပါတယ်ထိုက်တန်လို့နိုင်တာဘလို့နိုင်တာဒီနေရာမှာနိုင်တယ်ဆိုတာထိုက်တန်လို့နိုင်တာပဲဆိုပြီးတော့ congratulation လုပ်ပြီးတော့ပြောသွားခဲ့တာဖြစ်ပါတယ်ခင်ဗျာ ဟုတ်ကဲ့ဂျိုရှွာဘန်ကိုအင်တာဗျူးကျင်တဲ့မီဒီယာတွေကလည်းဝိုင်းဝိုင်းကိုလည်နေပါတယ်ဒီတော့အဲ့အင်တာဗျူးမေးခွန်းတွေတဲကနေစိတ်ဝင်စားစရာအကောင်းတဲ့အကြောင်းအရာလေးတွေကိုပရိသတ်တွေကို notes ထုတ်ပြီးကျွန်တော်ပြောပြပေးနေတာဖြစ်ပါတယ်ခင်ဗျအင်တာဗျူးတစ်ခုမှာဂျိုရှွာဘန်ကသူ့မေးအကြောင်းလေးကိုဖြေသွားတာကတစ်ဖက်မှာရည်စရာမောစရာလေးဖြစ်သလိုအခြားဖက်မှာဆိုရင်လည်းဂျိုရှွာဘန်ရဲ့အမေဟာဒီအောင်မြင်မှုအတွက်သူ့သားရဲ့အောင်မြင်မှုအတွက်ဘလောက်အထိအတိုင်းမသိဝမ်းသာနေတယ်ဆိုတာ ထင်ရှားပေါ်လွင်နေပါတယ်ခမဒီမျိုးသမီးဟာကျေရှင်ပန်းတို့မောင်မအားလုံးကိုသူ့ပခုံးတန်းပြီးတော့ဒီလိုဘဝကိုရောက်အောင်တွန့်တင်ပေးခဲ့သူဖြစ်ပါတယ်ဒါကြောင့်လဲကျေရှင်ပန်းကသူ့အောင်မြင်လာတဲ့အချိန်မှာသူ့မိနေခြင်းတဲ့နေရာမှာအိမ်လေးတစ်လုံးဝယ်ပေးခဲ့တယ်အခုဒီချိန်မှာတော့ချန်ပီယံခပတ်ကြီးကိုသူ့ရဲ့မိသားစုအတွက်သူ့အရန်ချစ်ရတဲ့သူ့မိအတွက်ကျေရှင်ပန်းယူပေးနိုင်ခဲ့ပြီပေါ့လေဟုတ်ကဲ့အင်းအုပ်ဖြစ်တဲ့အချိန်မှာကျေရှင်ပန်းကပြောသွားခဲ့ပါတယ် အထကံဝိုင်းတို့အောင်မခံမဝင်လာကြတဲ့ကတဲ့ကျွန်တော်စီကနေကျွန်တော်အမေအဲ့ခပတ်ကြီးကိုတောင်းနေခဲ့တာတဲ့အခုအင်တာဟုတ်ဖြေတဲ့နေရာကိုလာဖို့တောင်းနေသူစီကနေခပတ်ကိုမနေတောင်းလာခဲ့ရတယ်ဆိုပြီးတော့အဲ့လိုရည်စရာမောစရာလေးပြောသွားခဲ့တယ်ပေါ့နော်ဟုတ်ကဲ့ဒီရှော့ပန်ရဲ့ဖြေကြားချက်ကလေးကိုကျွန်တော်အပြည့်စုံလေးပြည့်စက်သိရှိအောင်ဖတ်ပြပေးခြင်းပါတယ်ခင်ဗျာအထကံဝိုင်းတို့အောင်မခံမဝင်လာကြတဲ့ကအမေကခပတ်ကြီးကိုတောင်းတော့တာပဲဗျာကျွန်တော်တို့ပေးမကင်တော့လို့ပေးပါဦးလို့ပြောယူလိုက်ရတယ် တကယ်ပြအမေကချန်ပီယံခပတ်ကြီးကိုကျွန်တော်တောင်မပေးကျင်တော့ပဲသူ့ပခုံးပေါ်ပဲထမ်းထားကျင်တော့တာဗျာအင်တာဗျူးတွေလာပြီးတော့အမေခပတ်တော့ခဏတော့ပြန်ပေးဦးခပတ်လွယ်ပြီးအင်တာဥဖြေရမယ်ဒီမှာအင်တာဥဖြေစရာလေးရှိသေးတယ်လို့ပြောပြီးခပတ်ကိုမနေ့ကြီးပြန်တောင်းလို့ရတယ်ဗျာဆိုပြီးတော့တရွှာဘန်ကပြောသွားခဲ့ပါတယ်ဟုတ်ကဲ့ဒီပြောစရာခိုက်တန်လေးကိုပရိသတ်တွေလည်းသိရှိအောင်တင်ဆက်ပြပေးတာဖြစ်ပါတယ်ခင်ဗျာတရှိအပေးပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ